မင်္ဂလာပါကျောင်းဒီနေ့အာအဓိကပေါ့နော် green card ရှိတဲ့လူတွေ green card နဲ့နိုင်ငံခြားခေထွက်တင်လားမထွက်တင်ဘူးလားဆိုတော့ကျောင်းနည်းနည်းလေ့လာရအောင်เนาะဒါ USCIS website ကနေပြီးတော့တည်ရင်ဝင်ရေးထားတာဖြစ်တယ်တချို့ Facebook တွေမှာစာရေးထားတာတချို့ကျောင်းဘာတွေ့လဲဆိုလို့ရှင်အော် Trump ကာလမှာခေမထွက်တင်ဘူးပါညာပေါ့နော်ရေးထားရအများကြီးတွေ့ရတယ်ဆိုတော့အဓိကတော့ကိုယ်ဘယ်နိုင်ငံသွားလဲဆိုတာအာဒါကျွန်တော် opinion ကျွန်တော်မြင်ပြောမစုံကိုဘယ်နိုင်ငံသွားလဲပုံမှာမူတည်ပါတယ်သူတို့ပြချောမြန်မာနိုင်ငံသားတဲ့ green card နဲ့မြန်မာနိုင်ငံမပြန်သင့်ဘူးမလဲသင့်ဘူးလို့ကျွန်တော်မြင်တယ်ဒီချိန်မှာပေါ့နော် okay so ဒီမှာ international travel travelers permanent resident green card ရှိတဲ့လူတွေနိုင်ငံခြားသွားမယ်ဆိုလို့ရှင်ဘာတွေလိုလဲအဓိကတော့ဒီမှာသူတို့ USCIS အာအစိုးရယုံရနေပြီးတော့မေကွန်းပေါ့နော်မေကွန်း ငါးခုကိုဒီမှာသူဖြေထားတယ်ဆိုတော့အဲ့တခုပြီးတခုကြောင်းကြည့်အောင်ဒါကျွန်တော် opinion မဟုတ်ဘူးသူတို့ဒီမှာရေးထားတဲ့ဟာဆိုတော့ကျွန်တော်ဘာသာပြန်ပေးမယ်ပြင်ကျွန်နဲ့ကျွန်တော်ကြားရတဲ့ဟာလေးတွေတွေ့ကြုံခဲ့ရတဲ့ဟာလေးတွေပေါ့နော်မြင်ရတဲ့ဟာလေးတွေကျွန်တော်နည်းနည်းရှင်းပြခြင်းနဲ့ Okay what documents do i need to travel outside the united states United State American နိုင်ငံအပြင်ပေါ့နော်တခြားနိုင်ငံသွားမယ်ဆိုလို့ရှင်ဘာ document တွေဘာစာရွက်စာတမ်းတွေရှိသင့်လဲတဲ့အဲ့ဒါကိုချက်ကြည့်အောင်နေလိုက်မယ် okay in general အာရေပွေးရအဖြစ်ပေါ့နော် you need to present a passport for your country of citizenship ကိုမြန်မာနိုင်ငံနဲ့လာတယ်ဆိုလို့ရှင်မြန်မာနိုင်ငံလာတယ် passport ရှိဖို့လိုတယ် ပင်ကွာဒုက္ခတဲ့အနေနဲ့အမေရိကန်ရောက်တယ်ဆိုလို့ရှိရင်ကိုဟိုမှာ USCIS USCIS တမ DHS မှာအာ trouble document ရှောက်လို့ရတယ်ဆိုတာရှိတာပို့လို့တယ်ပြင်တဲ့ in addition the foreign country may have additional entry exit requirements such as visa ဆိုတော့အဲ့ကိုသွားမဲ့နိုင်ငံရဲ့အဝင်ထွက်ပေါ့နော်အာဝင်ထွက်လိုအပ်ချက်လေးတွေရှိမယ်ဥပမာ visa ပေါ့နော်ဆိုတော့ကိုအမေရိကန်နိုင်ငံသားမဟုတ်ဘူးဥပမာ green card ရှိတဲ့မြန်မာနိုင်ငံသားဆိုလို့ရှိရင်တော့ green card ဆယ်နှစ်ခန့်ပဲရှိရှိကိုကမြန်မာနိုင်ငံသားပဲအမေရိကန်နိုင်ငံသားမဟုတ်သေးဘူးအဲ့အတွက်ကြောင့်ကိုကဥမာဆိုလို့ရှိရင် ထိုင်းတို့ဘာလို့ကြာတော့မလို့ပါဘာဒါပေမဲ့ကိုအမေရိကန်မှာနေတယ်ထိုင်းကိုသွားမယ်ဆိုလို့ရှိရင်တတိထားတဲ့မြန်မာနိုင်ငံကနီးတယ်ဆိုတော့ဟိုမေးခွန်းတွေအများကြီးမေးလာနိုင်ခြေရှိတယ်ဆိုတော့ခုထိပေါ့နော်မြန်မာနိုင်ငံသား green card ရှိပြီးတော့အာထိုင်းတို့အာရှတို့ သွားပြီးတော့ပြန်လာလို့မရဘူးဆိုတော့အခုဒီတော့မကြားသေးဘူးเนาะကျွန်တော်ကြားရှိခဲ့တယ်ကြားခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ comment section လေးမှာ comment ရေးထားပေးပါဆိုတော့လောတာတော့ကို passport လိုမယ်ကို passport မရှိဘူးကိုကဒုက္ခတင်နေရောက်တယ်ဆိုလို့ရှိရင် DHS USCIS ကနေထုတ်ပေးတယ် travel document လိုမယ်เนาะပြီးကိုသွားမယ့်နိုင်ငံရဲ့ exit permit တမမို့ entry permit လိုမယ်ဆိုတော့ဒီထားပို့ရ visa လိုမှာပေါ့เนาะ ဒါရေးကြည့်တယ်ဒါတော့ကျွန်တော်ဒီမှာအာ Department of State's website မှာ reset ကြည့်လို့ရတယ်ဒါပေမဲ့အဲ့ဒါမကြည့်တော့ဆိုတော့ number 1ချက်ဘာဆိုင်ဆိုင်နေလို့လဲဆိုလို့ရှိရင် passport လိုမယ် passport မရှိဘူးဆိုလို့ရှိရင် travel document ရှိဖို့လိုမယ် okay what documents do i need to present reenter do i need to present to reenter the united states america ပြန်ဝင်လာတော့မယ်ဆိုလို့ရှိရင်ဘာ document တွေလိုလဲတဲ့ကြည့်ကြည့်အောင် if you're seeking to enter the United States after temporary travel abro abroad, you need to present a valid and an, and an expired green card. Green card. Um, if you travel, if you seeking to enter United States after temporary travel abroad, you need to present a valid and expired green card. So, if you want to solution, green card, she did it. တက်တန်းမကုန်သေးဘူးနော်တက်တန်းရှိသေးတဲ့ green green card ဖြစ်ဖို့လိုတာဆိုတော့ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင် green card ကုန်ကန်နေတွေပါတယ်ဟိုရှောက်မသွားတာခြေမငိမ့်တာတွေတိတ်မလုပ်ပါနဲ့ကျော် AC နေတာကောင်းတယ်နော်ဒီချိန်မှာပြီးနောက်တစ်ခုကကိုက citizen လည်းမရှိဘူးအထူးသဖြင့် citizen မရှိဘူးပြီးရင် DUI case တွေရှိခဲ့တယ်အာ case အမျိုးဆုံး court case တွေရှိတယ်အဲ့ဒါနဲ့နိုင်ငံခြားရှောက်သွားတယ်ဆိုလို့ရှိရင်ဒီချိန်မှာဝင်လာ ပြန်ဝင်လာဖို့ဝင်လာပြန်ဝင်လာရဖို့ပေါ့နော်ဘယ်သူမှအမခံလို့မရအောင်ဆိုတော့အဲ့ဒါကျွန်တော်တတိထားဖို့လိုတယ်ဆိုတော့ပင်ကွဲ permanent card ကို green card ကသက်တမ်းမကုံဆုံးတဲ့ green card ဖြစ်ဖို့လိုတယ်ပင်ဒီမှာ when arriving at a port of entry ကိုနိုင်ငံခြားသွားလို့အမေရိကန်ပြန်ဝင်လာတယ်ဆိုလို့ရှင်ထားပါ Houston ကနေကိုပြန်ဝင်လာတယ်ဆိုလို့ရှိရင် အ US customs and border protection officer ဆိုနေဂျာဆောင်ပေါ့နော် custom နဲ့ border protection officer နေဂျာဆောင်ဒါမှမနေဂျာဆောင်ဘယ်လိုပြောမလဲမြန်မာလိုတော့ပြောတတ်တော့ custom နဲ့ border ပေါ့နော် custom တွေအဓိက custom လို့ပြောရင်ကျွန်တော်သိပါတယ်ဆိုတော့ custom တွေကနေပြီးတော့ကိုယ့်ရဲ့ကိုယ့်ရဲ့ green card ကိုသူတို့ပြန်ပြီး review လုပ်မယ်နော်ပြီးရင် any other identity documents you present အချင်းချင်းကိုပြတဲ့မပုံဥမာဆာယောဆာရန် ကို green card ရှိရဲဆိုတော့ကိုမှမ DV နဲ့ရောက်ရဲဆိုမြန်မာ passport ရှိသေးတယ်ဆိုလို့ရှိရင်မြန်မာ passport တွေပြဖို့လိုမယ်မြန်မာ passport မရှိအောင်ဆိုလို့ရှိရင်ကို travel document ya refugee နဲ့ရောက်လာတယ်ဆိုလို့ရှိရင် travel document တွေကိုပြဖို့လိုမယ်ဒီမှာကျတော့အာသူရေးထားတာ any ri any other identity documents you present such as a passport a foreign national id card or us driver license and determine if you can enter and determine အဲ့ဟာရေးကြီးရနော် and determine အဲ့မှာမှသူတို့ဆုံးဖြတ်မှာမင်းဝင်လာလို့ရများဆိုတာမှာဆုံးဖြတ်မှာဆိုတော့ custom တွေမှာပြန်ဆုံးဖြတ်မှာနော်ကိုယ်ဝင်လာလို့မရဘူးဆိုလို့ရှိရင်ဝင်လာလို့မရတဲ့ကိုယ်နိုင်ငံမဟုတ်ဘူးလေဆိုတော့ကွာ um ကိုယ်နိုင်ငံလည်းမဟုတ်ဘူးကိုယ်ပြန်ဝင်လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဟွန်းအများတိုင်ပတ်နိုင်တယ်ဆိုတော့အဲ့ဒါသတိထားဖို့လိုတယ်အာကျွန်တော်တိမိတ်ဆွေတယောက်ရှိရဲ့ ူမြန်မာပြည်ပြန်ပြီးတော့မိန်းမယူတယ်အာ green card နဲ့ပေါ့နော်သူကြိုင်းနေတယ်တစ်နှစ်ကျော်လောက်နေတယ်သူပြန်လာခြင်းနဲ့အခုထိပြန်လာလို့မျိုးလွန်ခဲ့တဲ့အာ9နှစ်10နှစ်လောက်ပဲသွားတာတလောအောင်ကျွန်တော်စာပို့တယ်ဘလို့ပြန်ဝင်လာလို့ရမလဲဆိုတော့ဒီချိန်မှာပို့ဆိုးလည်းပြန်ဝင်လာရဖို့ပြင်တချင်တော့သူဒုက္ခတွေကိုရောက်လာတယ် refugee နဲ့ရောက်လာတာဆိုတော့ခုလေးသူပြန်လာလို့မရတော့ဆိုတော့အဲ့လိုအဲ့လိုဥပမာလေးတွေရှိတယ်ဆိုတော့ကိုနိုင်ငံခြားသွားလို့ပြန်ဝင်လာတဲ့ချိန်မှာ customer နေပြီးတော့ Your passport and တမမကိုယ့်ရဲ့ travel document ID the US driver license တွေစစ်မယ်ပြီးမှမ determine if you can enter the United States go when me some အမမကိုဝင်လာရမြဆိုသူတို့ပြန်ပြီးတော့ဆုံးဖြတ်ချက်ပေးမယ်နော်ဒါ custom they တွေပေါ်မှာမူတည်တယ်ဆိုတော့ဟိုတည်ဝင်ဖတ်လို့ရတယ်ဒီ custom website The diga မှာဒါဆိုကျွန်တော်မဖတ်တော့ဒီမိကွန်းနဲ့ဒီကကျွန်တော်ပြောသွားမယ် okay This trouble outside the United States affect my affect my permanent resident status ဆိုတော့ American နိုင်ငံအပြင်ကိုထွက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ permanent resident ဆိုတဲ့ဟိုဘယ်လိုပြောမလဲအာတရားဝင်မြန်မာလိုတော့ပြောတယ် permanent resident ပေါ့နော် permanent resident status ကိုမလာတဲ့ဆိုလို့ကျင်နာကိုသူရှေ့ဆက်နေလို့ရမလားမရဘူးလားပေါ့နော်အဲ့ဒါကိုထိခိုက်မှုရှိနိုင်လား ကိုဟိုမီတင်ကံပြင်ပအောင်ထွက်တဲ့ချိန်မှာမီတင်ကံနိုင်ငံသားမဟုတ်ဘူးဆိုလို့ရှိရင်တော့အာများသောအားဖြင့်ဒါကိုစတရစ်အန်ဒီရှိနိုင်တယ်ဒါမှမဟုတ်တကူတကူအစိုးရရှိရပေါ့နော်အဲ့ဒါကြတော့တမနာထရမ့်တို့တမနာဘိုင်ဒန်တို့ပဲ president နဲ့မှမဆိုင်ဘူးနော်တော့တမနာတိုင်းလူလူမှာဒီစီးမျက်စီကရှိပြီးဒါပေမဲ့တမနာထရမ့်ကလည်းနည်းနည်းပိုချမ်းတယ်လို့ပြောလို့ရတယ်โอเค permanent residents are free to travel outside of United States. Free to travel outside United States. Mitigating abuse. Travel lolo yare de matarao. Temporary. Yaji dam. Brief travel. Brief travel zura. Kanada piu tua like da. If it's determined, however, that you did not intend to make the United States your permanent home, you'll be found to have burned your permanent residence status. So, however, if, if it is determined, if it's ကောအမေရိကန်နိုင်ငံအပြင်အကြိုက်ထွက်သွားရဲဆိုလို့ရှင်တော့ if တကယ်လို့ it is determined သူတို့ဆုံးဖြတ်လိုက်တဲ့ခုနက custom က ဆုံးဖြတ်လိုက်တယ်โอเคဒီလူကအမေရိကန်နိုင်ငံမှန်းတာဆက်ပြီးတော့မနေချင်တော့ဘူး permanent home ပေါ့နော်အမေရိကန်ကိုခြေချပြီးတော့မနေချင်တော့ဘူးဆိုလို့ရှိရင်ဒီမှာ you be found to have burned your permanent residence status အဲ့မျိုးလောက်ပြီးဆိုလို့ရှိရင်ကိုယ်က permanent residence status တရားဝင်ရတရားဝင်ယာယီမို့တရားဝင်နေထိုင်နေအာမဂရင်းကဟိုရာဘောနောဂရင်းကကိုင်းတယ်လို့ဆိုတော့အဲ့ဒါကိုသူက men abandon မျက်ပစ်ထားတယ်ဆိုပြီးတော့သူတို့တတ်မှတ်လိုက်မယ်ဆိုတော့ကိုအမေရိကန်နိုင်ငံကိုပြင်ပြောသွားလိုက်တဲ့အကြာကြီးပဲထားပါတော့6လထက်ပေါ့နော်သွားလိုက်တဲ့ချိန်မှာ okay သွားပြီးတော့ပြန်ဝင်လာတယ်ပြန်ဝင်လာတော့ရပြင်မယ်လို့အမေရိကန်ကိုဝင်လာပြီးကိုကဟျူစတန်ဖြစ်ဖြစ်တခြားပေါ့နော်အဲ့ဒီကဟျူစတန်တက်ဆက်ကိုဝင်လာတယ်ထားပါတော့မကတ်စတမ်ရဆင်မယ်ပြီးမှဒီလို6လကျော်နိုင်ငံခြားကိုသွားတယ်ပြီးရင်အမေရိကန်နိုင်ငံလည်းမဟုတ်ဘူး ဆိုတော့ if it is determined သူကဆုံးဖြတ်လိုက်တယ်ဒီလိုအမေရိကန်နိုင်ငံမှာဆက်ပြီးတော့မနေချင်ဘူးဆုံးဖြတ်ပြီးဆိုကိုမောင်းထုတ်လို့ရတယ်အဲ့ဒါတည်တာပို့လို့တယ် A general guideline used used to whether you have been absent from the United States more than one year. More than one. Then it's your data to the official year data. Chow la jaw la ti nai ne. Ba so chow la jaw a di ma tayin mi yida bi me. Chano cha bu de ha bo no. Chow la jaw ko American nai ga ne thot lite. Pi ba ပြည်ပခီးတွားလိုက်တယ်ခီးတွားတဲ့အချိန်မှာ6လထက်ဒီမှာတော့တစ်နှစ်ထက်လောက်သူရေးထားတယ်ဆိုတာအနေရရှိတယ် abandonment may be found to occur in trips of less than a year where it is believed you didn't intend to make ဒီမှာကြတော့ abandonment may be found in found to occur in trips ဒီမှာကြတော့တချို့ American permanent resident ဖြစ်တာကိုစွန့်ပစ်တယ်ဆိုတာကတဲ့တချို့ဟာတွေဘယ်မှာတွေ့ရလဲဆိုတချို့ကတစ်နှစ်ထက် သူပထမ sentence မှာကျတနစ်ကြော်ပြီးတဲ့နောက်မှာဒီဒီမှာကျသူရေးထားတာတချို့ဆိုရင်တနစ်မကြော်ခင်တော့မှသူအဲ့လိုတတ်မှတ်လို့ရတယ်โอเคနော် so custom ဆုံးဖြတ်တာနော်ဆိုတော့လက်ရှိဆက်ထားပါတော့လက်ရှိဒီကျွန်တော်တမရာ Trump administration ကနေဆုံးဖြတ်ဆုံးဖြတ်ချက်ချလိုက်တဲ့တနစ်ထက်လည်းဖြစ်နိုင်တယ်ဒါပေမဲ့တနစ်မတိုင်ခင်လည်းဖြစ်နိုင်တယ်ဆိုတော့အကောင်းဆုံးတော့ကြာကြီးခီးမထွက်တော့ကောင်းတယ်ပေါ့နော် uh, brief trips abroad generally are not problematic. Officer may consider criteria such as whether you inten your, intention was to visit abroad only temporary, whether you whether you maintained a U.S. family community ties. ကောဒီမမီဒါစုတာသမီးတွေရှိမယ်ခရီးသွားရဲဆိုလို့ရှင်ပြောင်းဝင်လာဖို့ကအခွင့်အရေးပိုများတယ်ဟုတ်ပြီနော်ဒါပေမဲ့ကိုကလေးတွေအမေရိကန်နိုင်ငံသားဖြစ်တယ် oh, ကွာ green card နဲ့နိုင်ငံကြောက်ခေးသွားဆိုပြန်ဝင်လာနိုင် ပြန်ဝင်လာလို့ရကြည်ပုံများတယ်စမသူပြောတယ် US family and community ties သာဝတ္ထမီးတွေရှိမိသားစုဝင်တွေဒီမှာရှိတယ်ဆိုလို့ရှိရင် ပြန်ဝင်လာဖို့များတယ်ပြီး maintain US employment quality မှာအလုပ်လည်းရှိတယ်ဆိုလို့ရှိရင်ပေါ့နော်ဒါဝါတာလောက်ရှိတယ်တပတ်လောက်သွားလဲတယ်ဆိုအဲ့ဒါအာပို့ပြီးတော့ပြန်ဝင်လာဖို့များတယ်ပြန် fire US income tax as a resident ဆိုအမေရိကန်မှာတည်ဝင်နေထိုင်တဲ့လူဆိုပြီးတော့ကိုယ် income tax လဲ file ထားရဆိုလို့ရှိရင်ပြောင်းဝင်လာနိုင်ကြီးပြောင်းဝင်လာနိုင်လို့ရကြီးရှိတယ် so otherwise establish intention to return united states say a permanent home so အကြမ်းမတည်တာဘူးကကို tax လဲမဖာဘူးမိသားစုဝင်လဲမရှိဘူးအမေရိကန်မှာလဲတချို့ကကျွန်မတွေ့ရတဲ့သူမိတ်ဆွေတွေပေါ့နော်ဒီမှာကျွန်တော်ဒီမိတ်ဆွေတွေသူတို့အမေရိကန်နိုင်ငံသားပါ သူကမြန်မာပြည်မှာမိန်းမသွားယူကြတယ်ယူပြီးတော့6လ6လတနက်နေ့နေ့သွားနေကြဒီအလောက်သူတို့ထွက်လိုက်တယ်41ကထုတ်ပြီးတော့မိန်းမသွားယူတယ်ဆိုတော့ဒါမဲ့သူအမေရိကန်နိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်သူတို့တော့အန္တရာယ်မရှိဘူးပြန်ဝင်လာလို့ရတယ်။ဒါမဲ့ကိုယ်အဲ့လိုလှုပ်လိုက်တယ်လှုပ်လဲထွက်တယ်6လကျော်သွားနေတယ်။ပြည်မှာမိသားစုလည်းမရှိဘူးဆိုအန္တရာယ်သားများတယ်။ဆိုတော့မလှုပ်တာကောင်းတာနော်။ Being other factors that may be considering include whether you maintain US mailing address keep your bank accounts and value your travel license so ကိုယ့်ရဲ့ US US မှာဘဏ်လည်းရှိတယ် address လည်းရှိတယ်ပြီးရင်ကိုယ့်ရဲ့ဘယ်လိုပြောမလဲ um driver license လည်းတမကုန်သေးဘူးပြီးရင် you own property ကိုယ်မပိုင်ဆိုင်မှုလည်းရှိတယ် business လည်းအမေရိကန်မှာရှိတယ်ဆိုလို့ရှိရင်တော့ပြန်ဝင်လာပြန်ဝင်လာနိုင်လို့ရကြရှိရယ် ဆိုတော့ပြန်ဝင်လာလို့ရတယ်ပြန်ဒါသူတို့ customer နဲ့အဓိကဆုံးပြတ်မှာရနိုင်ချေရှိရပေါ့နော်ဒါသူရေးတာဒါဆိုတော့ဒီဟာဒါရေးကြည့်တယ် okay အာနောက်တစ်ခု what if my trip abroad will last longer than 1 year okay ကျွန်တော်ခရီးသွားနိုင်ငံကြောက်ခရီးသွားတစ်နှစ်တက်ကြော်သွားတယ်ဆိုလို့ရှိရင်ဘာပြဿနာရှိလဲ okay if you plan on being absent from the united states for longer than a year it is advisable to first apply for re-entry permit on form 1 form i-131 so Ted solution, solution re re-entry ပြန်လျှောက်ဖို့လိုတယ်ကိုနိုင်ငံသားမဟုတ်ဘူးเนาะ green card solution re re-entry ပြန်လျှောက်ဖို့လိုတယ် Obtaining a re-entry permit prior to leaving the United States allow, per, allowed permanent or conditional permanent resident to apply for admission into United States during the permit's validity without the need to obtain returning resident visa from the US embassy or consulate abroad okay အချိန်မီဒီမှာရေးထားတာကိုယ်နိုင်ငံเจ้าမသွားခင် reentry ကိုပြီးတော့ရှောင်းမယ်အမေရိကန်ပြန်ဝင်လာတယ်မတစ်နှစ်လောက်သွားနေမယ်မြန်မာပြည်ဖြစ်ဖြစ်ပေါ့နော်သွားနေမယ်ဆိုတော့ကိုယ် reentry ကိုရှောက်ထားကိုရှောက်ထားတယ်ဆိုလို့ရှင်ပြန်လာတဲ့ချိန်မှာအချိန်မီပြောမယ်ဆိုလို့ရှင်ဒါမှအကျိုးချုပ်ပြောမယ်ဆိုလို့ရှင်ပြဿနာမရှိဘူး okay please note that it doesn't guarantee huh? The ဟမ်တတိထမှာ it doesn't guarantee ကိုက reentry to am. permit မသွားခင်ရှောက်ပြင်မယ်လို့အဲ့ဒါအာမခံတယ်လို့တော့ဆိုလို့အာမခံအဲ့ဒါအာမခံတယ်လို့ပြောလို့တော့မင်းအာမခံတယ်လို့ပြောလို့မင်းအောင် so uh, doesn't gu guarantee entry into the United States upon your return as you must first be determined to be admissible -er. ပြန်ဝင်လာရမယ်လားဆိုတော့ပြန်ဆုံးဖြတ်မယ် however it will see you in establishing your intention to permanently reside in the united states um အချက်မြင့်ကတော့ကျွန်တော်အမေရိကန်နိုင်ငံမှာနိုင်ငံသားဖြစ်ပြီးမှခရီးသွားပါလို့ကျွန်တော်ကြံကြံပြုခြင်းနဲ့ဟိုနိုင်နိုင်ရည်ရှိလို့သွားခြင်းတာဖြစ်ဖြစ်နိုင်ငံသားဖြစ်ပြီးမှသွားပါဆိုအမေရိကန်မှာဆက်လက်ပြီးတော့နေထိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ green card နဲ့ ခုချိန်မှာခီးမသွားတာပိုကောင်းတယ်။ပြီးရင်နောက်တစ်ခုကကိုမ case တွေရှိတယ်ခုနကကျွန်တော်ပြောသလိုစောပိုင်းက DUI တွေရှိခဲ့တယ်။တချို့ဓမ္မမော felony တွေတခုခုရှိခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒါကျွန်ခီးမထွက်တာပိုကောင်းတယ်နော်။ So if you remain in the if you may outside of the United States more than two years and you're into permanent rental before you reach perjury to expire. So no နနစ်ထက်ကြော်ပြီဆိုလို့ရှင်ကိုနနစ်ထက်ကြော်ပြီဆိုလို့ရှင်ကို re-entry လျှောက်ထားတာ expire ဖြစ်သွားပြီ။ ပြန်ဝင်လာလို့မရဘူးဆိုတော့ in this case ဒီမှာသူကပြောတာ in this case, it is advisable to consider applying for returning resident visa SP1 ကိုသူပြန်လျှောက်ပြန်ပြန်လျှောက်ထားခိုင်းတယ် returning ဘာလဲပြန်လာပြန်လာလို့ရမယ့် visa ဆိုတော့ visa သူပေးခြင်းမပေးမှာเนาะဆိုတော့ကျွန်တော်ဘာမှမကန်လို့မရအောင်သူပေးခြင်းမပေးမှာ and a, an SP1 applicant will be required to establish eligibility for an immigrant visa and will need to mitigate exam ဆိုတော့ပြဿနာပေါ်လျှောက်သွားပြီ so as sb1 ရှောက်ပြီဆိုလို့ရှိရင် medical exam တွေစီးတွေပြန်ဆေးရမယ်ပြီးရင် immigrant visa တွေပြန်လျှောက်ရမယ်ဆိုတော့ visa ပြန်လျှောက်တာပေးချင်မှပေးမယ်ဆိုတော့ခေထွက်သင့်လားဆိုတော့ကျွန်တော်အမြင်ပြောမှဆိုလို့ရှိရင်မထွက်သင့်ဘူး so there's an uh, there's an exception to this process for the spouse or charity their member US armed forces or civilian produce investigation run officer okay ဒီမှာကျတော့သူတို့ချွင်ချက်ရှိတယ်တဲ့ကိုယ်သားသမီးတွေပေါ့နော်ကိုထားတော့ကိုကတော့ green card ရှိတယ်ကိုရဲ့အာမျိုးသားပြည်မျိုးသမီးပြည်အမေရိကန်စစ်သားနိုင်ငံခြားမှာသွားပြီးတော့စစ်မှုထမ်းနေတယ်ကိုသွားနေတယ်ဆိုလို့ရှိရင်တော့ဒါတော့သူချွင်ချက်ပြီးတယ်ပြန်လာလို့ရတယ်ပြဿနာမရှိဘူးဆိုတော့အဲ့ဒါကြောင့်တည်တာဘူးလို့ဘင်းကိုရဲ့သားသမီးတွေနိုင်ငံခြားမှာသွားနေတယ်အမေရိကန်စစ်သားအနေနဲ့ စီမှုတော့ထိုင်နေဆိုလို့ရှင်ပြင်လာလို့ရလားဆိုတော့ပြင်လာလို့ရတယ်ပေါ့နော်သူတို့ဒီမှာရေးထားတယ်ဆိုတော့အမဆိုးပေါ့နော် um so ဒီမှာကြောင့် additionally သူတို့မှာထိုက်ရေးထားတာရှိရယ်ဘာလဲထိုက်ရေးဆို additional ups absences from the united states of of 6 months or more may disrupt the continuous residency requirement for neutralization so ကိုမေရိကန်နိုင်ငံသားရှောက်တဲ့ချိန်မှာ ကို6လထက်ပြီးပါခီးသွားတယ်ဆိုလို့ချင်းတာပြတ် coin ရှိနိုင်တယ်နော်ဆိုတော့သူမသွားစီချင်အမေရိကန်နိုင်ငံသားရှောက်တဲ့ချိန်မှာတော့မေးတယ် okay man အမေရိကန်နိုင်ငံသားမရှောက်ခင်ပဲခီးနိုင်ငံခြားခီးတွေပဲသွားလာသွားခဲ့ဆိုဘယ်လောက်ကြာလဲ6လထက်ဆိုလို့ချင်းအဲ့ဒါ continuous residency requirement မမမမီတော့အမေရိကန်မှာနဲအမေရိကန်နိုင်ငံသားမရှောက်ခင်ဒါမှမဟုတ်အမေရိကန်နိုင်ငံသားမလျှောက်ခင်ကိုယ်ကနိုင်ငံခြားမ6လလောက်သွားနေတယ်ဆိုလို့ရှင်လျှောက်လို့မရဆိုတော့ ဥပမာထားပါတချို့ဒီမှာ20လောက်နေတဲ့နိုင်ငံသားမရှိအောင် green card နဲ့နေတယ်နိုင်ငံခြားလက်သူတို့ခဏခဏခရီးသွားတယ်ဒါပေမဲ့အဲ့လူတွေက6လထက်ကြာပြီးသူတို့တခြားနိုင်ငံမှာမနေဘူးသူ2လ3လနေတယ်ပြန်လာတယ်တစ်ပတ်နှစ်ပတ်သွားနေတယ်ပြန်လာတယ်ဆိုတော့အဲ့လိုဆိုပြဿနာမရှိဘူးဒါပေမဲ့6လထက်ဆိုလို့ရှိရင် continuous အာ continuous residency requirement for naturalization အမရတော့သူတို့ဆိုတော့6လထက်ခရီးသွားလို့ရှိရင်သိပြီးတော့မကောင်းဆိုတာပြောခြင်းနဲ့ okay what if i lose my green card oriented permit or it's stolen destroy why I'm I am temporary traveling outside of the United States သူပြောချင်တာကျွန်တော် United States American နိုင်ငံပြင်ခရီးသွားတဲ့ချိန်မှာ green card ပျောက်သွားတယ် reentry permit လည်းပျောက်သွားတယ်ခိုးခွင့်ရတယ်ဒါမှမဟုတ်သူဖြတ်စည်းခံလိုက်ရတယ်ဆိုလို့ရှိရင်တဲ့ um ဘာလို့တင်လဲပေါ့နော် So they might that if you lose your, your green card or reentry permit or it's stolen, destroy while you're abroad, you may need to fire from I-131 application for travel document. Application of travel documents are well, DHS, USCIS can USCIS, and that travel documents. This carry documentation will allow an airline or other transportation carrier to board, board love a permanent resident bound for the United States without carrier being pan, penalized. လေးနေပါလက်မဝဲတဲ့ချိန်မှာသူ ID ပြမယ့်ချိန်မှာ ID ပြဖို့လိုတယ်ဆိုတော့ဒီ travel traveler document နဲ့ကိုပြလို့ပြလို့ရတယ်ဒီ travel document ပေါ့နော် passport နဲ့ကိုပြလို့ရတယ်ဆိုတော့ green card တွေပါတယ်ခိုးခံရတယ်ဆိုလို့ရှိရင်ဒါမှပျက်စီးသွားတယ်ပျောက်သွားတယ်ဆိုလို့ရှိရင်ကိုနီနီအနီးဆက်ဆုံးတန်ရုံမှာတော်ပြီးတော့ form i131 နေသွားရှောက်သွားရှောက်ရမယ် form 1 form i131 ဆိုတာက travel document ကိုပြောချင်တာเนาะ သူခီးသွားလို့ရတဲ့စာအုပ်ပေါ့နော် green card လိုမျိုးပဲစိန်လေးပဲဆိုတော့အဲ့ဒါရှောက်ဖို့လိုတယ် okay ဆိုတော့မေကွန်ဒီဒီမေကွန်ရဲ့တာရေးကြီးတယ်ဟိုတမန်ထရမ့်ဒီမှာဒါဖြစ်တဲ့ညာဖြစ်တဲ့ဆိုတာထက်ကျွန်တော်ဒီမှာ warning ကရှိပြီးသားဆိုနိုင်ငံကြခီးသွားတာတွေအပြင်ခီးသွားရတဲ့တတိထားတင်နေပေါ့နော်ကျောင်းအနေနဲ့ကျွန်တော်ရဲ့အမြင်ပြောမယ်ဆိုလို့ရှိရင်ခီးမသွားတာကောင်းတယ်အေးစင်းနေမယ် စီးသစင်းရင်ရပြီးမှကိုယ့်ကိုကြိုက်တဲ့နိုင်ငံခီးသွားပါပါအမေရိကန်ပတ်စပို့နဲ့ဆိုတော့အဲ့လိုချန်ပေးခြင်းပါတယ်ဆိုတော့ကျေးဇူးပါနောက်ဗီဒီယိုမှာပြန်ဆောင်ရအောင် thank you